ဒါဘဝမှာပေါ့နော်ကိုကိုကိုလည်းပြောင်းလဲတယ်လို့ပေါ့နော်လူတိုင်းသိတာဟာတဘာဝတရားကြီးရပေးလိုက်တဲ့တရားသဘောတွေပဲပေါ့နော်ဘာလို့လဲလူတွေအလွှာသည်တဲနေနေနေတိုက်နေနေနေဘလောက်ကောင်းတဲ့ကွန်တိုကြီးသိမ်းဘလောက်တန်ကြီးကိုမှပဲဖြစ်ဖြစ်ပေါ့နော်အားလုံးကတစ်ချိန်မှာကြာရင်တပြေးတည်းဖြစ်သွားတယ်တန်းနဲ့ဖြစ်သွားတယ်ဆိုတော့ဒါဟိုသင်္ကန်းစာလေးတစ်ခုကိုတော့တော်တော်ရလိုက်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဘဝဆိုတာပြန်ပြီးတော့ရှင်တန်လို့ရတယ်ရုန်းကန်လို့ရတယ်အဲ့တော့ တည်သွားတဲ့သူတွေပါသွားတဲ့သူတွေအတွက်ကိုအကောင်းဆုံးကုသိုလ်ဒါနတွေပြုပြီးတော့ရှင်သန်သူတွေကအကောင်းဆုံးရည်တည်ပေးပါဒါဆိုဆွေမျိုးအတိုင်းပိုင်းမပါဘူးဆိုပေမဲ့ကိုယ့်ရဲ့မိတ်ဆွေတွေပါတယ်အများကြီးဒါမင်းသားပါအတက်ကိုတယောက်ထူရင်းကူရင်းနဲ့ပဲအကောင်းဆုံးပြန်ပြီးတော့တိဆောက်ကြမယ်လို့ပြောချင်ပါတယ်ဟုတ်ဒီနေ့ဆိုရင်တော်တော်လေးရက်ရှိပြီပေါ့နော် အာရှေ့၃ရက်ကတော့တို့တို့ဒီမီနီကုန်းဂုံဒရာအောက်မှာအလူခံခဲ့တာဖြစ်ပါတယ်ဟုတ်ဓမ္မအကျိမာပေါ့နော်ဒါကိုယ့်ရဲ့တတ်နိုင်တဲ့အင်အားလေးတွေနဲ့နေပြီးတော့လှူခဲ့ပြီးဖြစ်ပါတယ်နေပြီးတော့ပြင်မနာအောင်ဒုတိယအကျိအနေနဲ့ကမန်သေးတိုင်းဒေသကြီးမှာရှိတဲ့ငလင်ဘေးသင့်ပြည်သူတွေရဲ့စုရက်တွေမှာပေါ့နော်အာဒါလူတိုင်းကတော့အာတို့အလူလူတဲ့ပစ္စည်းလူပဲပစ္စည်းအများကြီးကိုလှူဒန်းကြတယ်အဲ့တော့တို့က ဒီခုနှစ်သားသမီးတွေလှူဒန်းပေးတဲ့ဟာလေးကိုမလုပ်ချင်တာလဲဆိုတော့အာဒီငလင်ပေးတဲ့ပြည်သူတွေထဲမှာအရန်ဘဝမှာအဆင်ပြေပြေချောချောမွတ်မွတ်နေခဲ့ရတဲ့သူတွေလည်းပါတယ်အဆင်မပြေတဲ့သူလည်းပါတယ်အဲ့တော့ဟိုအဓိကတော့တဘာဝတရားကြီးရဲ့ပြလိုက်ခြင်းအဖြစ်လူတွေအားလုံးစီအတူတူပဲလူတွေကလူတွေပဲပေါ့နော်ဒါအကုန်လုံးစီဒီနေရာမှာတသားတည်းရှိကြတယ်အဲ့တော့သူတို့တွေကိုတော်တော်တို့ကစံကောင်းကောင်းလေးနဲ့ချမင်းဟင်းလေးကိုကောင်းကောင်းမွန်မွန်လေးပေါ့ တော်တော်ချက်ကြွေးလိုက်တဲ့တနက်စာဟာကိုရင်ကိုကြချက်ကြမယ်သွားကြမယ်ဒီကပစ္စည်းတွေဝယ်သွားမယ်ပေါ့နော်အဲ့တော့ချက်ကြွေးလိုက်တဲ့တနက်စာဟာသူတို့အရသာရှိရှိလေးနဲ့တုံးဆောင်လိုက်ရတယ်ဆိုလို့ရှိရင်တော်တော်ဒီခုနဲ့သားသမီးတွေစုပေါင်းလှူတဲ့အလှူတွေရောတော်တော်တို့လှူတဲ့အလှူတွေရောပီတိဖြစ်ရတယ်ဆိုရဲစိတ်လေးနဲ့မန္တလေးမှာသွားလှူမှာပါဟုတ်လူတွေကတနေ့မဟုတ်တနေ့တစ်ချိန်မဟုတ်တစ်ချိန်သေစားရမယ်ဆိုတာလူတိုင်းသိတယ်ပေါ့နော်ဒါပေမဲ့အကြီးကားကဘာလဲဆိုတော့ဒီငလင်ဘေးမှာဖြစ်သွားတဲ့ဟာဆိုရင် မနေ့ရက်လောက်ကမှအတူတူတွေ့ခဲ့ကြတဲ့မိတ်ဆွေတွေတငယ်ချင်းတွေမိသားစုတွေဒါတွေအကုန်လုံးဒီလျက်တစ်ပြက်အချိန်လေးတနာရီကျော်နှစ်နာရီတော့အတွင်းမှာအားလုံးဟာထာဝရခွဲခွာသွားကြရတယ်အဲ့တော့ခွဲခွာခြင်းဆိုတဲ့နေရာမှာလဲတော်တော်တို့ကဟိုလူတယောက်ဟာကျမ်းမာရေးမကောင်းလို့တယောက်တယောက်နောက်ဆုံးနှုတ်ဆက်ခွင့်ရလိုက်တဲ့အချိန်လေးတွေရှိတယ်အခုလိုအချိန်မှာလူတိုင်းဒီနောက်ဆုံးမှာလိုက်ပို့ခွင့်လဲမရတော့ဘူးတယောက်တယောက်နှုတ်ဆက်ချိန်လဲမရတော့ဘူးတနေရာထဲမှာတစုထဲမှာဒီလိုမျိုးတွေဖြစ်သွားကြတဲ့အခါကျတော့ ဒါတွေးကြည့်တာနဲ့ကိုမွန်းချက်တယ်အသက်ရှူတွေပါကြက်လာလောက်တဲ့အထိကိုပေါ့နော်ဒါမတွေးရတာပေါ့မှာအမတောင်းဆိုကြမှာတယ်ဘာလို့လဲဆိုတော့ဒီငလင်ပြီးသွားတဲ့အခါမှာကျမတို့ရဲ့ရှာဖွေကူညီကယ်ဆယ်ပေါ့နော်အဖွဲ့အစည်းတွေအဲ့ဒီကူညီကယ်ဆယ်ရေးအသင်းတွေမှာ ရှိတဲ့အာဗောလန်တီးယားတွေအားလုံးကို training တွေပေးဖို့အတွက်ကိုလည်းအစိုးရဌာနတွေကနေပြီးတော့ပေါ့နော်ဒါလိုအပ်တဲ့ supporting တွေပေးနိုင်ဖို့အတွက်ကိုလည်းအများကြီးမျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ဆိုရင် အကယ်ခံရမဲ့သူနဲ့ကယ်မဲ့သူတွေဈာမနားလည်မှုတွေလွဲပြီးတော့ပြဿနာဖြစ်တာလေးတွေရှိတယ်။ပြဿနာဘာကြောင့်လဲလို့ပြောလို့ရှိရင်လူဆိုတာတော့အာကိုယ့်ရဲ့အသွေးအသားကိုယ့်ရဲ့အိမ်ရှိပုံရဲ့အိမ်နောက်စိတ်မချမ်းသာဆိုသလိုပဲကိုယ့်ရဲ့အသွေးအသားထိခိုက်လာပြီဆိုရင်ကိုကယ်ဆယ်ခြင်းကြရတယ်ပေါ့နော်။ဦးညီကယ်ဆယ်ရေးသမားတွေတော်တော်တို့နေပြီးတော့ဖြစ်ပြီးတော့ဒုတိယတည့်ရက်မှာတက်တဲ့နေ့တော်မှာပစ္စည်းတွေမိဆက်တွေမလောက်လို့ဒီကတယ်ဝါပေးရတဲ့ဟာတွေရှိရယ်ဂလိုက်တာတွေတင်ဝါပေးရတဲ့ဟာတွေရှိရယ်ဆိုတဲ့အခါမှာအဓိကကတော့ တော်တော်တို့နိုင်ငံက volunteer လုပ်နေကြတဲ့ဒီ pride အသင်းတွေမှာ ရှိတဲ့ Google တွေဒီ training ပေးထားတဲ့လူတွေ training တော့ပေးထားကြလိမ့်မယ်သို့တော့ညာဒီအရေးပေါ်အသက်ကြီးတဲ့နီးလေးတွေဟလာပြီးရင် accident ချက်ချင်းဖြစ်တယ်ဆိုရင်သွေးတိတ်အောင်ဘလို့ပတ်တီးစီးမယ်ဆိုတာတော့ပဲရှိတာတကယ်တိုက်မြင့်ကြီးတွေကနေပြီးတော့မီးပေးဆိုရင်ဘလို့ကုမယ်ရေပေးဆိုရင်ဘလို့ကုမယ်ငလင်းဆိုရင်ဘလို့သွားမယ်ဆိုရက် training နေသည်အသင်းဘွဲ့တွေမှာအလူရှင်အင်အားတောင်းရင်တော့လက်နက်ကြိယာပစ္စည်းကြိယာများမှာပဲ အလူရှင်အရာမတောက်တဲ့အသင်းဖွဲ့တွေမှာ training တွေအများကြီးပေးဖို့လိုတယ်အဲ့အတွက်ကိုလည်းပေါ့နော်နောက်ပိုင်းတွေမှာဒီလိုဘေးပြင်မှာမဟုတ်ပါဘူးအသင်းဖွဲ့တွေကိုအများကြီး supporting လုပ်ဖို့လိုတယ်ဆိုတာလေးလည်းပြောချင်ပါတယ်ဟုတ်တနေရာလေးပေါ့နော်ဒီလိုတိုက်အောင်မဟုတ်ဘူးကနေရာလေးတစ်ခုမှာပိတ်မိနေတယ်ဆိုရင်တော့မှပဲလူတွေရဲ့အဲကြောက်လန့်တဲ့စိတ်ဟာအခန်းလေးတစ်ခုမှာပိတ်မိတယ်ဆိုတော့အခုအာကြီးကတိုက်ကြီးတွေပြိုလို့အောက်မှာပိတ်မိသွားပြီးတော့အဲ့အာကြီးကိုလာကဲမှာပဲဆိုရဲမျောလင်းချက်နဲ့စောင့်နေတဲ့လူရဲ့ခံစားချက် အပြင်မှာမိသားစုတွေကနေပြီးတော့လဲဩဟိုငါတို့ကတော့ကဲဇယ်ရေးသမားတွေလာတဲ့အချိန်မှာကဲအသက်ရှင်နေသေးတာသိတယ်ကဲနိုင်မှာပဲဆိုရဲမျောလင်းချက်ရေပေါ့နော်အဲ့ဟာတွေအားလုံးကအချိန်တိုင်းတာတခုနောက်ကျတဲ့အချိန်မှာဒါရိုက်ချုပ်ခံလိုက်ရတယ်လို့ပဲလေနော်အမရဲ့လူတိုင်းကလေဒီအချိန်မှာဘာဖြစ်နေမှာလဲဆိုတော့အိမ်မက်ကြီးလို့ဖြစ်နေမှာဟုတ်ကောဟုတ်ရဲ့လားအာဘာဖြစ်လို့လဲဆိုတော့ဒီဟာကြီးကလက်တလောကြီးခဏတုန်းကမှစကားတွေအတူတူထိုင်ပြောပြီးတော့ ဖုန်းနေတူတူပြောကြပြီးတော့နေနေရင်းကနေပြီးတော့ချက်ချင်းပြစ်သွားတဲ့ဟာကြီးပေါ်မှာအားလုံးဒီယုံကြည်မှုရလက်ခံမှုရတော့မှခက်ခဲကောင်းခက်ခဲနေအောင်မှပဲလို့တော့တော်ဟိုဝင်ပြီးကိုချင်းစာကြည့်ရင်တော့အဲ့လိုထင်ပါတယ်ဟုတ်နိုင်ဆုံးဘဝမှာကြရောက်လာတဲ့အခြေအနေပေါ်မှာအကောင်းဆုံးနေနိုင်အောင်လို့ကိုကိုကိုလည်းတိုင်းတီတဟာတဘာဝတရားကြီးရပေးလိုက်တဲ့တရားသဘောတွေပဲပေါ့နော်။ဘာနဲ့နေနေတိုက်နေနေဘလောက်ကောင်းတဲ့ကွန်တိုကြီးတိမ့်ဘလောက်တန်ကြီးကိုမှပဲ ဖြစ်ဖြစ်ပေါ့နော်အားလုံးကတစ်ချိန်မှာကြာရင်တပြေးတည်းဖြစ်သွားတယ်တဒန်းနဲ့ဖြစ်သွားတယ်ဆိုတော့ဒါဟိုသင်ကန်းစာလေးတစ်ခုကိုတော့တော်တော်ရလိုက်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဘဝဆိုတာပြန်ပြီးတော့ရှင်တန်လို့ရတယ်ရုန်းကန်လို့ရတယ်အဲ့တော့တည်သွားတဲ့သူတွေပါသွားတဲ့သူတွေအတွက်ကိုအကောင်းဆုံးကုသိုလ်ဒါနတွေပြုပြီးတော့ရှင်တန်သူတွေကအကောင်းဆုံးရည်တည်ပေးပါဘူးကိုမိသားစုဆွေမျိုးအတိုင်းဝိုင်းမပါဘူးဆိုပေမဲ့ကိုရဲ့မိတ်ဆွေတွေပါတယ်အများကြီးဒါမိတ်ဆွေတွေဆိုရင်အခု Sky Pillar ပြိုချရတဲ့မှာဆိုလို့ရှိရင်လည်း အညမလေးတယောက်လိုခင်းတယ်ချစ်ရတယ်ညမလေးဆိုရင်အမနေ့ကဆိုရင်ဓာတ်ပေါ်ရီပေါ်ပြီပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါမှာကိုဟာမိသားစုမဟုတ်ဘူးမိတ်ဆွေအစ်စင်မာတော်မှတွေးကြည့်တာညအိတ်မပြောဘူးညမ်းကြောက်တတ်တယ်ကွာဒီလိုနေရာဒီလိုအချိန်မှာတခါတည်းပြိုသွားလို့တည်သွားတယ်ဆိုရင်ပြဿနာမရှိဘူးပေါ့နော်သူပဲနေရတောင်မှအထဲမှာနေခဲ့ရသေးလဲဆိုတာကိုရင်မသိတဲ့အခါမှာအဲ့တော့အားတင်းထားပါအတောက်ကိုတယောက်ထူရင်းကူရင်းနဲ့ပဲအကောင်းဆုံးပြန်ပြီးတော့တိဆောက်ကြမယ်လို့ပြောချင်ပါတယ်ဟုတ်